အဲမနေ့ကကျွန်တော်တရင်ထဲမှာဒီဘိုင်းရင်ကိစ္စပါဒီဘိုင်းရင်ကိစ္စတော့ဒါဘဲထုတာမဟုတ်ဘဲထုသွားတယ်ဆိုတော့ကျွန်တော်ဒီချောင်းမျိုးနဲ့ဒီဟိုနေ့မှာမှန်ချိုကြေးရွာကိုပြောလိုက်တာဖြစ်တယ်နော်ဘဲထုတယ်ဆိုတာကဟိုနေ့ကဒီဒီဘိုင်းရင်ကဘဲထုတာမဟုတ်အဲ့မှာသူကော်ဝိုက်ဒီတွေနဲ့ဒီ drawbook ချဖို့ဟာတွေကိုသူတို့ဟိုကလေးတွေကိုတင်ပြပေးနေတဲ့အချိန်မှာဖြစ်တာနော်အဲ့လိုမျိုးဖြစ်တာသူ့ဘက်သူတို့ထပြီးတော့ပောက်ကွဲသွားပြီးတော့အဲတဲ့နီးပြတွေရဲ့ လှုပ်ဆောင်မှုလို့ပဲကျွန်တော်တို့ပြောရမှာပေါ့အဲ့မှာရှိတဲ့အကြံဖက်နေပြတဲ့လှုပ်ဆောင်မှုလို့ပဲပြောရမှာပေါ့အဲ့ဒါကြောင့်အဲ့ဒီမှာအနာလေးပဲသူတို့ဒါပေါက်ကွဲပျက်စီးမှုတွေပြသနိုင်တာနော်ပြီးတော့အဲ့မှာကလေးတွေကိုကိုယ့်ဘက်ကိုဇရက်ဘက်ကိုထုတ်ပြီးတော့မှဒါစီပြီးတော့စိတ်မကောင်းဖြစ်တဲ့ဟာလေးတွေပေါ့အဲ့မှာအမျိုးသမီးတယောက်ဆိုလို့ကျွန်တော်ဒါငိုယူပြီးတော့ပြောနေတာလေကြားနေရလိမ့်မယ်နော်သူတို့ဒါဗစ်ထုလာဝင်နေမှာတတ်မလို့ဘုံကျဲလို့မဟုတ်ဘူးသူတို့အချင်းချင်းထားဖြစ်သွားလို့နော် အဲ့မှာပြောနေတဲ့ငိုပြီးတော့ပြောနေတဲ့အမျိုးသမီးတွေရဲ့ပြောဆိုတာလည်းနားထောင်ကြည့်လို့ရတယ်။ဒါတပ်မတော်ကဒါဘုံလာကျဲလို့တပ်မတော်အကြောင်းတကြောင်းမှမပေါဘူး။သူတို့အကြမ်းဖက်တည်းရဲ့ဒါသွားပြီးတော့တင်နန်းလှုပ်လိုက်တဲ့အချိန်မှာဖြစ်တာ။နောက်အဲ့ဒါလေးတော့ပြောချင်တယ်။မနက်ကတော့ဒါစင်ကူမျိုးနဲ့စိုက်ခွင်းကြွေးရမှဆိုလဲဖဲထုပါတယ်။နောင်ချိုစကန်းကုန်းတွေကိုလည်းစီးနှင်းတိတ်ပိုက်ရရှိတာတာရှိပါတယ်။ ခန်းကော်ဒီလက်မကြေးရွာကိုလည်းအဲလဲမလဲမကြေးရွာပေါ့နော်အဲ့မှာဆိုလဲဒါကျွန်တော်စီးနင်းဝင်ရောက်ပြီးတော့နယ်မြေရှင်းလင်းလာတာရှိတယ်ဒီအောင်လည်းဓာတ်ပေါ်ဒီတွေအများဆုံးရရှိပါတယ်လက်နက်တွေရရှိတယ်နော်အဲ့မနက်ကကျွန်တော်ပြောလိုက်တဲ့ဥစားအဲ့ဒါလေးတော့နည်းနည်းဟွန်နေပြတာနောက်ခါကျတော့ဒီတိုက်ထုံမျိုးနယ်ဝင်းကန်ကျွရမှာရှိတဲ့နော်အဲ့ဒီပါလဲကရဝေးကျွရတို့ကိုလည်းဝင်းကန်ကျွရတို့ကရဝေးကျွရတို့လည်းဒါတမလေးလေးကနေပါလက်နက်ကြီးတွေနဲ့အခုချိန်ထိတဲ့ဒါဆုံးမနေတာရှိတယ် ကူဝင်းကန်ကြီးရွာရေနောက်ခါကျွန်တော်ဆောဆောပြောင်းတဲ့ကရဝင်းကြီးရွာအဲ့နိုင်ရောတမလေးလေးအဲ့မှာရှိတဲ့တက်ကနေပြောင်းမှာဒါလက်နက်ကြီးတွေတောက်ချောက်ထုပေးနေရှိတယ်အဲ့ဒါ KNU ရဲ့အဲသူ့ရဲ့အဆွဲဘွားတွေပေါ့ဗျာနော် KN အေတို့ဘာညာတော့အများကြီးပဲအဲ့ဒီမှာကနော် PDF တို့အကြမ်းဖက်တွေအများကြီးပဲအဲ့ဒါကိုအခုဟိုလက်နက်ကြီးတွေနဲ့ပြစ်နေတာရှိတယ်နော်အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်အိုးထိန်ကြီးရွာ မှာဖြစ်သွားတာကတရက်ဒီဘင်းရင်မအိုထင်းကျွေးရစာတင်ကြောင်းနဲ့မှာသူတို့အကျန်းဖက်တင်တန်းနေလုံနေရင်းနဲ့မှာဖြစ်သွားတာပါเนาะအဲ့ဒါလေးကိုတော့အားလုံးသိစေချင်ပါတယ်မနေ့ကကျွန်တော်ကဟိုသခိုင်းတိုင်းအေးချောင်းချောင်းမှာဖေးထူတာနဲ့ဒီဘက်ဖေးထူတာနဲ့တွားပြီးရောရှက်သွားတဲ့ပုံစံမျိုးရှိတယ်။အဲ့တော့ sorry ပါဗျာ။အားလုံးကြားပါပါနော်။ဒီကားလေးပြေးပါစေ။စိတ်ဝဲအမြန်ဆုံးပြီးမှကောင်းမင်းနှမို့ဆိုလို့ကျဒီလူတွေအလကားနေအသက်တွေပေးကြတာတက်တွေပေးကြတာကျွန်တော်တို့ကတော့ ဟိုရှင်းပြောတဦးသားစင်တဦးသားစင်မရှိဘူးအကြမ်းဖက်အမြန်ချင်းမှအားလုံးကောင်းမယ်အကြမ်းဖက်တွေရဲ့ရွာတွေမှာလည်းမိမိတို့ရဲ့ရွာတွေမှာအကြမ်းဖက်တွေရှိနေတဲ့ရွာတော့ဒီလိုမျိုးတွေပဲကြားတိနေရအောင်မယ်ဆိုတာကိုစဉ်းစားတွေးခေါ်ကြပါအောင်လို့ပြောချင်ပါတယ်ဗျာအားလုံးအေးချမ်းပါစေနော်လူရည်ပြည့်ပါစေဗျာ